ထိုင်းနဲ့ကမ္ဘောဒီးယားပြည်ထနာဟာပြက်ပြက်နဲ့နှခေါင်းသွေးထွက်တော့မှာပဲဖြစ်ပါလိမ့်ခုခါဆိုရင်နှစ်ဖက်နယ်စပ်ပစ်ခတ်မှုမှာကမ္ဘောဒီးယားဘက်ကစစ်သားတယောက်တေဆုံးမှုကနေကမ္ဘောဒီးယားကဒေါင် ICJ ကိုတိုက်မယ်ဆိုပါလိမ့်အဲ့ဒီနောက်ထိုင်းဘက်ကလည်းစီရေးအရာအသင့်ပြင်လာတာပဲဖြစ်ပါလိမ့်တိုက်မယ်ဆိုရင် တရေဘောကြောင်းနေဘူးအရေးကြုံရင်ရင်ဆိုင်ဖို့အဆင်သင့်ပဲလို့ထိုင်းဝန်ကြီးချုပ်ပေတိုနန် ရှင်တော်ဘက်ကစိန်ခေါ်လိုက်ပါတယ်ထိုင်းကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှုမှာအစိုးရအတိုက်ခံပါတီစစ်တပ်သတင်းမီဒီယာဌာနဆိုင်ရာအဖွဲ့အစည်းတွေရောပြည်သူတွေပါမခွဲခြားပဲမိမိတို့နိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်ဖို့အားလုံးချစ်ခင်စည်းလုံးဖို့လိုအပ်တယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောလိုက်ပါတယ်အခုဖြစ်နေတဲ့နေဆက်အရေးဟာပြည်တွင်းနိုင်ငံရေးပြဿနာလို့ငင်းခုန်နေရမှာမဟုတ်ပါဘူး နိုင်ငံသားနဲ့သက်ဆိုင်တဲ့ပြဿနာဖြစ်ပါလေမိမိနိုင်ငံချုပ်ချာအာဏာကိုဝိုင်းဝန်းဆောင်ရှားမယ့်အရေးပါအစိုးရအနေနဲ့အစွမ်းကုန်ဆောင်ရွက်နေတယ်အကောင်းဆုံးဖြည့်ရှင်မှုအစိုးရနဲ့စစ်တပ်ကြားမှာလည်းအစင်မပြတ်ဆွေးနွေးနေတယ်ထိုင်းကငင်းချင်းကြီးကိုလိုလားတယ်တိုက်မယ်ဆိုရင်လည်းတိုက်ဖို့အသင့်ပဲလို့ဆိုပါလေမလိုလားအပ်ဘဲနဲ့တော့အသက်သွေးချွေးတွေမဆုံးရှုံးစေချင်ဘူးဒါကြောင့်ငင်းချင်းဆိုဆွေးနွေးနေတဲ့လမ်းကြောင်းကိုအရင်ရွေးတယ်လို့ပြောပါလေ ကာကွယ်ဝန်ကြီးကအဲ့ဒီနယ်စပ်ကိုကွင်းစင်းဆစ်ဆွေးပြီးစစ်တီနယ်ပြည်သူတွေကိုတွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။စွန်စလေးမှာလည်း JBC ဘူးတွဲနေသားကော်မတီကတစင်ဆွနေဖို့ရှိပါတယ်။နိုင်ငံတော်ချုပ်ချာအာဏာကာကွယ်ဆောင်ရွက်ရေးဆောင်ရွက်နေတာမှာသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ပြည်သူတရလုံးထောက်ခံအားပေးဖို့လိုအပ်ပြီးမီဒီယာတွေအနေနဲ့သတင်းမှန်ထုတ်ပြန်ဖို့လိုအပ်တယ်လို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။ကမ္ဘောဒီးယားကောင်းဆောင်ဟွန်ဆန်နဲ့တူဖခဲတက်စင်တို့ဟာယင်းနှစ်မိတ်ဆွေတွေဖြစ်ကြောင်း ကိစ္စဟာအခုဖြစ်နေတဲ့ပြဿနာပေါ်တက်ရောက်မှုရှိပါသလားလို့သတင်းတော့ကမေးမြန်းရဝန်ကြီးချုပ်ကလူကြီးရင်းနှီးတာဟာပုံကိုရေးတာဖြစ်ပြီးတိုင်းပြည်ရေးနဲ့မဆိုင်ကြောင်းတင့်ကိုကျွန်ုပ်ခင်မင်းနဲ့တင်တိုင်းပြည်ကိုပေးပါလားလို့တောင်းလို့မရဘူးလို့ဝန်ကြီးချုပ်ကပြောပါလေကာကွယ်ဝန်ကြီးကလည်းဒီပြဿနာဟာရှေ့ရှောက်လွယ်တဲ့အတွက်စိတ်ခံစားမှုထက်စဉ်းစားဆင်ခြင်ပြီးဖြေရှင်းရမှာ ဖြစ်ပါတယ်ဒါဟာအာဆီယံမိသားစုဝင်ချင်းချင်းဖြစ်ပါတယ်ပြဿနာကိုကမ္ဘာအဆင့်ထိကြီးထွားအောင် လောက်ဖို့မလိုပါဘူးဆွေးနွေးညှိနှိုင်းတဲ့နီလန်တနမန်နီလန်နဲ့အရင်ဖြည့်ရှင်းပါမယ်ဒါကိုပြောချင်းအဖြစ်ကမ္ဘောဒီးယားက ICJ ကိုတိုင်ပင်ဆိုတဲ့ကိစ္စကိုရှင်းပြပြီးပြောလိုက်တာဖြစ်ပါလိမ့်ဒါအပြင်တဖက်နိုင်ငံကစစ်ရင်အားဖြစ်နေပုံတွေပဋိပက္ခသွေးထိုးလှုံ့ဆော်တဲ့ပုံတွေဟာ AI နဲ့လောက်ထားတာဖြစ်ကြောင်းလူမှုကွန်ရက်မှာပြောဆိုနေတာတွေတော့ပြောပါသေးတယ်ဒါဟာနိုင်ငံတကာဥပဒေနဲ့မညီဘူးလို့ပြောပါလိမ့်ကမ္ဘောဒီးယား နိုင်ငံတော်တာဝန်ခံကော်မတီဥက္ကဋ္ဌဟောဆောင်ကတော့နိုင်ငံတကာတရားရုံးမှာရင်ဆိုင်ဖြည့်ရှင်းမယ်လို့ပြောပါတယ်။တရားရုံးမှာဖြည့်ရှင်းရမယ့်ချက်တွေဟာအခုငင်းပွားတဲ့ခြောင်ပုတ်ရွာတွေမှာပဲမဟာဝိဟာရဖះကြောင့်ကိစ္စရေပန်တဲ့ကိစ္စတွေပါပါတယ်ဆိုပါတယ်။မြန်မာနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာညင်းပွားနေတဲ့ခြောက်ပုတ်ဒေသမှာလက်နက်အပြည့်စုံနဲ့အင်အားဖြည့်တင်နေပုံလေးပြန့်နေပါလေ။ဒါကြောင့်ထိုင်းရွာသားတွေအနေနဲ့မလိုလားအပ်ပဲကမ္ဘောဒီးယားဘက်ခြမ်းနာမကပ်ဖို့ကြိုးပမ်းထားပါလေ။ ဆိုရင်ခန့်ဒေသတွေပါဝင် ထိုင်းနိုင်ငံသားအများစုကကမ္ဘောဒီးယားနယ်စပ်တကားပေါ်တွေပြပြီးထိုင်းနိုင်ငံရဲ့ရောက်တွေနဲ့ကမ္ဘောဒီးယားတွေအကုန်ပြန်ဖို့လိုလာနေပါလေ။ဆိုရကတော့နယ်စပ်ကုန်သွယ်ရေးထိခိုက်မှာနယ်စပ်ကနှစ်နိုင်ငံပြည်သူတွေနေစဉ်ဘဝလုပ်ငန်းဆောင်တာတွေထိခိုက်မှာငဲကွက်နေတယ်လို့ဆိုပါလေ။လက်ရှိမှာတော့ထိုင်းနဲ့ကမ္ဘောဒီးယားကြားထဲမှာတင်းမာမှုကစွမ်းကုန်မြင့်တက်နေတဲ့အခြေအနေမှာရှိပါလေ။ဖြစ်ချင်တော့ပြည်ထနာကပိုဆိုးသွားတာက ကမ္ဘောဒီးယားနယ်ထဲမှာထိုင်းဘက်က spy drone တွေလွှင့်တင်နေတယ်ဆိုတဲ့သတင်းတွေထွက်လာတာပါ။ဒီဆွဆွဲမှုကိုလည်းထိုင်းဘက်ကညှင်းဆို့သွားပါလေ။ထိုင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝင်ထိုင်းစုပါတွေကကမ္ဘောဒီးယားစစ်တီရဲ့အခြေအနေကို spy drone တွေစစ်လို့ပြီးနယ်မြေကျော်သွားကြည့်ဖို့တော့မလိုဘူးလို့ပြောပါလေ။လူမှုကွန်ရက်ပေါ်မှာကြည့်တာနဲ့မြင်နိုင်နေဆိုပါလေ။ Cambodia Fresh New TV မှာ Cambodia စစ်တီတုံးမြင်ရပြီးတူးလက်ထပါ drone တစ်ခုကင်ထားပါတွေ့ရပါတယ်။ဒါဟာ Thai ဘက်က drone လို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးလဲကမ္ဘောဒီးယားမီဒီယာတွေထုတ်ပြန်တဲ့သတင်းတွေဟာအမှားတွေဖြစ်ကြောင်းသူတို့ဖြစ်ချပြီးရရှိတယ်လို့ဖော်ပြတဲ့ drone ဟာထိုင်းပိုင် drone မဟုတ်ကြောင်းနေဆက်နှစ်ဖက်လုံးမှာ drone တွေရှိနေတာကြောင့်အလုံးကျန်သတင်းတွေမယုံဘူးလို့ပြောတော့ပါလိမ့်ထိုင်းတော်ဝင်လက်ထက်ဟာအငြင်းပွားမှုနဲ့တင်းမာနေတဲ့နေဆက်ဒေတာချောင်းပုံမှာကာကွယ်ရေးနည်းပညာသိပ္ပံမှာကိုယ်တိုင်တီထွင်ထားတဲ့ M4 carbine တပ် drone တွေကိုအဲ့ဒီဒေတာအနီးအောင်မြင်စွာလက်တွေ့ဆန်းသက်နေတယ်လို့ဆိုပါလိမ့် ထိုင်းနဲ့ကမ္ဘောဒီးယားပြဿနာနဲ့ပတ်သက်ပြီးတော့ကမ္ဘောဒီးယားကတော့ ICJ ကိုတိုင်ဖို့ပြင်နေပြီဖြစ်ပါလေ။ငြိမ်းချမ်းစွာဆွေးနွေးမယ်ဆိုပေမဲ့ဘာကြောင့်ထိုင်းဘက်ကစင့်အားပြေချထားတာလဲလို့မေးခွန်းထုတ်နေပါလေ။ထိုင်းလောက်ကမ္ဘောဒီးယားသုံးနိုင်ငံဆိုင်ရာနယ်စပ်ဒေသပိုင်ဆိုင်မှုတွေနှစ်ပေါင်းများစွာအငြင်းပွားခဲ့ရာမေ28ရက်နေ့ကဝင်ရောက်ချင်းမပြုတ်ဖို့သဘောတူထားတဲ့နယ်တဲ့ ကမ္ဘောဒီးယားစစ်သားတွေကင်းခဲ့တဲ့အတွက်ထိုင်းဘက်ကသွားပြောစေနားလည်မှုလွယ်ပါကအပြန်အလှန်စစ်မိတ်ခံပြစ်ခတ်မှုဖြစ်ပြီးကမ္ဘောဒီးယားစစ်သည်တို့တည်ဆောင်းခဲ့ပါလိမ့်ထိုင်းနိုင်ငံဥပုပ်ချနေတာခရိုင်ခြောက်ပုတ်နယ်မြေမှာဖြစ်ခဲ့တဲ့ဒီတက်ခတ်မှုကြောင့်နှစ်နိုင်ငံနယ်စပ်ကိုစစ်အင်အားတွေနှစ်ဖက်လုံးကအပြန်အလှန်တိုးမြှင့်ပို့ဆောင်ပါလိမ့်ထိုင်းဘက်ကတင်ကားလေးစစ်အင်အားအများပြားအမြောက်တပ်တွေကိုပါချထားပြီးနယ်စပ်တခြားဂရုချင်းတွေဘန်ကားတွေတိုက်ဆောက်တာ ရက်သားတွေအနည်းငယ်ရှိရာဆုံးနေရာရှောင်ရှားဖို့တတိပေးမှုတွေရှိနေပါတယ်။ဇွန်လ၄ရက်နေ့မနက်မှာထိုင်းဆိုရဖွဲ့ကဒီလိုစစ်ရင်အားတိုးမြှင့်စေလို့ရခြင်းဟာနိုင်ငံအချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုကာကွယ်ရေးနဲ့ပြည်သူတွေကာကွယ်ရေးကအစိုးရအတွက်အဓိကဦးစားပေးတန်တိတ်ခံဖြစ်တယ်ဆိုပြီးနှစ်နိုင်ငံဆက်ဆံရင်းနှီးအားအရနှစ်နိုင်ငံကြားအငြိမ်းချမ်းဆုံးနည်းလမ်းနဲ့ဆွေးနွေးပြေလျှောက်သွားမယ်လို့လည်းထိုင်းဒုဝန်ကြီးချုပ်ကပြောသွားပါတယ်။ နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ရုရှားလီဒါစကန်ရှိစစ်လင်ရီထိခိုက်ပျက်စီးမှုဂျိုရူးတပ်ပုံတွေထွက်ပေါ်လာပြီလို့သိရပါတယ်။အဲ့ဒီဂျိုရူးတပ်ပုံတွေကရုရှားဟာဒီကိစ္စနဲ့ပတ်သက်ပြီးငြင်းလို့မရအောင်ဖြစ်နေပါတယ်။ဒါပေမဲ့ပုံတွေကလင်ဟာအစင်း40လဲရှိဟန်မတူဘူးလို့ဆိုပါတယ်။ Ukraine Operation Spider Web Drone စစ်စင်ရေးကြောင့်ရုရှားစစ်လင်ရင်ကွင်းတွေရှိဘုံကျက်လင်ရင်အများပြားမီးလောင်ပေါက်ကွဲခဲ့တယ်လို့ ရုရှားကဝေဝင်ကြီးဌာနကတီးပြပြောပြီးထိခိုက်ပျက်စီးမှုဂျိုရုတပ်ပေါ်တွေထွက်နေပါတယ်။ယူကရိန်းဟာဇွန်လ၁ရက်နေ့မှာ Movement Airku Ivanovo Razran နဲ့အာမှုဒေသ၅ခုမှာရှိတဲ့ရုရှားစစ်လေယာဉ်ကွင်းတွေကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တာပါ။ပြောရမယ်ဆိုရင်တော့ဒေတာနှစ်ခုကလွယ်လို့ကြံဒေတာအလုံးမှာလေကြောင်းရံကောက်ွယ်ရေးတွေကတိုက်ခိုက်မှုတွေကိုခြေမုံးခဲ့ကြောင်းရုရှားဘက်ကလည်းပြောပါတယ်။ရုရှားစစ်လေယာဉ်စုစုပေါင်း40ဒဇင်ထိမှန်ကြောင်းယူကရိန်းရာရှိတွေကပြောပါတယ်။ ပျက်စီးဆုံးရှုံးမှုတံခိုးကအမေရိကန်ဒေါ်လာ9ဘီလီယံလောက်ရှိပြီးရုရှားဟာသူ့ရဲ့ဒီကလေယာဉ်ကွင်းနေရှိသူ့ရဲ့မဟာဗျူဟာမြောက် cruise တုံးကြီးတင်လေယာဉ်တွေ34ရာခိုင်နှုန်းဆုံးရှုံးခဲ့တယ်လို့ Ukraine ပြည်တွင်းထောင်လိုင်းဌာန SBU ကခန့်မှန်းထားပါတယ်ကပယ်လော့စ်ပစ်အမေရိကန်အာဂါဒါကမ္ပဏီဟာတိုက်ခိုက်မှုတွေမဖြစ်ခင် movements နဲ့ ankle ဒေသတွေမှာရှိတဲ့ leader jesus ကန်းတွေမှာ rachi တည်င်းပတ်ချီရန်နာဆိုက်ကက်ခါတဲ့ရုရှားစစ်လေင်တွေဂျိုရုတပ်ပေါ်တွေထုတ်ပြခဲ့ပါလေ။ SCR ဂျိုရုရေတံမှာပုံရိပ်ဖျူမှတ်တမ်းနေထားတဲ့ချက်လက်တွေကို Rider တည်င်းထဏာကိုပေးပို့ထားတယ်ဆိုပါလေ။ SCR Radar Snick ကနေ Enrico လေင်ကွင်းမှာရှိတဲ့ပျက်စီးသွားတဲ့လေင်များစွာဖော်ထုတ်နိုင်ခဲ့ပါလေ။ Velano American Company Planet Lab ဟာတိုက်ခတ်မှုမဖြစ်ခင်ကလေရင်ကွင်းတစ်ခုမှာ TU95 ဘုံကျဲလေရင်တွေပါဝင်စလေရင်တွေစိုက်ကပ်ထားပုံနဲ့မေ18ရက်နေ့မှာ နိုင်ငံတွေကမှာရုရှားစစ်လေနေရထားတဲ့ဂျိုလူတပ်ပုံတွေပါထုတ်ပြခဲ့ပါတယ်။ယူကရိန်းဟာစစ်ပွဲရဲ့ရည်မှန်ချက်အရှိဆုံးတိုက်ခိုက်မှုတွေတဲမှာတခုကိုတနင်္ဂနွေနေ့ကစတင်ခဲ့တာဖြစ်ပြီးစိုက်ဘေးရီးယားနဲ့တခြားနေရာတွေမှာရှိတဲ့ရုရှားရဲ့နျူကလ িয়ার ပစ်လွတ်နိုင်တဲ့တာဝန်ပြဘုံချက်လေနေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ American Soya ဟာတင်းကျပ်တဲ့အကောက်ခွန်တွေချမှတ်ခြင်းကုံသွယ်မှုကန့်သက်တဲ့မူဝါဒပြောင်းလဲလာခြင်းကြောင့် အရှိတောင်အာရှအာဆီယံနိုင်ငံတွေအနေနဲ့တရုတ်အိန္ဒိယတို့နဲ့ကုန်သွယ်ဆက်ဆံမှုကိုပုံမလို့ဆောင်မှုမလေးရှားဝန်ကြီးချုပ်ဟောင်းမဟာဒီယာမိုဟာမက်ကတိုက်တွန်းလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်ကတိုကျိုမှာကျင်းပခဲ့တဲ့ Future of Asia Forum မှာ Nikkei Asia နဲ့တရားအင်တာဗျူးမှာမဟာတီယာကမလေးရှားအနေနဲ့လည်းအမေရိကန်နဲ့ကုန်သွယ်ရေးမှာဆုံးရှုံးမှုကိုအစားထိုးဖို့တရုတ်အိန္ဒိယတို့နဲ့ကုန်သွယ်မှုပိုလို့တည်တယ်လို့ဆိုပါတယ် ရှိတော်အာရှနိုင်ငံတွေဟာတရုတ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိသလိုတရုတ်ကရှိတော်အာရှနိုင်ငံတွေအတွက်ဈေးကွက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံတာယာဝါပြောပြီးနံပါတ်၁ဖြစ်မယ်ဆိုရင်ကျွန်တော်တို့တရုတ်ဈေးကွက်ကိုဝင်ရောက်နိုင်တဲ့အခွင့်အလမ်းတွေပိုကောင်းလာပါလိမ့်မယ်လို့မဟာသီယာကဆိုပါတယ်။အမေရိကန်ကြောင့်ဆုံးရှုံးခဲ့ရမှုအတွက်တရုတ်နိုင်ငံအနေနဲ့ဘယ်လိုအစားထိုးနိုင်မယ်ဆိုတာစဉ်းစားဖို့လိုအကြောင်းလည်းပြောပါတယ်။တရုတ်နဲ့ဒေသတွင်းနိုင်ငံတွေရဲ့ကုန်သွယ်မှုဟာအမေရိကန်နဲ့ကုန်သွယ်မှုထက်များစွာပိုများပြီးတော့အိန္ဒိယနဲ့ကုန်သွယ်မှုကိုထပ်မံတိုးမြှင့်နိုင်တဲ့အခြေအနေရှိကြောင်းပြောပါလိမ့် တရုတ်ဟာအမေရိကန်ကိုကြော်တက်ပြီးကမ္ဘာမှာအင်အားအကြီးဆုံးနိုင်ငံဖြစ်လာမယ်လို့ယုံကြည်ကြောင်းလဲဆိုပါတယ်။အာဆီယံဟာတရုတ်ပါရှန်ပင်လယ်ဝေကဲ့သို့တခြားဒေသတွေနဲ့ပုံမနေစပြီးအဲ့ဒီဒေသ၃ခုကြားသုံးဖွဲ့ဆိုင်ထိပ်သီးစည်းဝေးကိုမေလမှာကွာလာလမ်ပူမှာကျင်းပပါတယ်။အာဆီယံရဲ့စီးရင်ကိန်းဂဏန်းအရအရှိတော်အာရှနဲ့ပင်လယ်ကွေ့နိုင်ငံတွေကြားဆက်ဆံရေးခိုင်မာလာသလိုအာဆီယံနဲ့တရုတ်ရဲ့ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ကောင်စီ GCC တို့နဲ့ ကုန်သွယ်မှုပမာဏဟာပြီးခဲ့တဲ့နှစ်ကအမေရိကန်နဲ့ကုန်သွယ်မှုပမာဏဒေါ်လာ453ဘီလီယံနှစ်စာဖြစ်တဲ့ဒေါ်လာဘီလီယံ900ကျော်ရောက်ရှိခဲ့ပါတယ်။ဒါ့အပြင်မလေးရှားပါဝင်အာဆီယံနိုင်ငံချို့ဟာ BI SIS ဖွင့်ဝင်နိုင်ငံများကဲ့သို့တိုးတက်လာတဲ့နိုင်ငံတွေနဲ့ဆက်ဆံရေးပိုကောင်းအောင်ကြိုးပမ်းနေပါတယ်။အမေရိကန်နဲ့တရုတ်ကုန်သွယ်ရေးပြည်ပကားကြောင့်အရှိတောင်အရှာပါဝင်ကမ္ဘာဈေးကွက်ဒီမှာဈေးပေါ်တဲ့တရုတ်ထုတ်ကုန်အများအပြားဝင်ရောက်မှာကို စီးပွားရေးပညာရှင်တွေကစိုးရိမ်နေပါတယ်။အာဆီယံအနေနဲ့တရုတ်ဟာအမြဲတမ်းကုန်ကြမ်းစိတ်နေတဲ့ကုန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်လက်ခံရမှာဖြစ်ကြောင်းမဟာဒီယာကဆိုပါတယ်။မလေးရှားဝန်ကြီးချုပ်ဖြစ်1981မှ2003အထိဒီကြိမ်2018မှ2020အထိဒီကြိမ်တက်တော်ရှိတာဝန်ထမ်းဆောင်တဲ့မဟာဒီယာမိုဟာမက်ဟာလာမယ့်ဇူလိုင်လမှာအသက်တရာပြည့်တော်မှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ယူကရိန်းစစ်တပ်အပြောင်းအလဲဇီလန်စကီးကတော့စာလုံနေပြီဖြစ်ပါတယ်။ ရုရှားရဲ့အသေးအကြေးတိုက်ခိုက်မှုကြောင့်ရာဒူကလည်းနှုတ်ထွက်ခဲ့တဲ့တမူကိုတာဝန်အသစ်ခန့်အချင်းပါဝင်ယူကရိန်းစစ်တပ်တွင်ဖွဲ့စည်းပုံပြောင်းလဲကိုယူကရိန်းသမ္မတဇလင်စကီကဒီနေ့ဇွန်3ရက်နေ့မှာကြေညာပါတယ်။လေကျင်း area ကိုရုရှားတိုက်ခိုက်လို့ယူကရိန်းကြီးတပ်ရဲ့တမူဖြစ်ကနေနှုတ်ထွက်စာတင်ထားတဲ့ဗိုလ်ချုပ်မိုက်ခေလိုဒရာဘတ်ဒီကခုတော့ပူးတွဲတပ်ဖွဲ့ရဲ့တမူအသစ်ဖြစ်တာဝန်ထမ်းဆောင်မယ်လို့ဇလင်စကီကညစဉ်မီဒီယိုမှာပြောပါတယ်။ ဘယ်သူဘယ်ဝါဆိုတော့အတိအကျမပြောသေးပဲတခြားတပ်မှုတွေကကြီးတက်တွေကိုတာဝန်ယူမယ်လို့သူကဆက်ပြောပါတယ်လေဒီတရဲ့တမှုဖြစ်အိုလာအဘူဆိုနဲ့မောင်းသူမဲစနစ်တရဲ့တမှုဖြစ်ရောဘတ်ဘရော်ဒီတို့ကိုယာရုခန့်အကြောင်းအတီးပြုတ်တယ်လို့ဇီလန်စကီကဆက်ပြောပါတယ်။ယူကရိန်းသမ္မတဟာနိုင်ငံတကာနုမြူစွန့်ရေးအေဂျင်စီ IAEA ကြီးကရာဖရီဂရော့စီနဲ့လည်းတွေ့ဆုံခဲ့ပြီးဇာပိုရီရှားနျူကလ িয়ার စေယုံကလုံခြုံရေးဆိုင်ရာချင်းချောက်မှုတွေကိုလည်းဆွေးနွေးခဲ့ပါတယ်။ ဇာပိုရီးရှားနျူကလ িয়ার ဆိုင်ဟာလောလောဆယ်ရုရှားရဲ့ထိန်းချုပ်မှု အောက်မှာရောက်နေပြီရုရှားအနေနဲ့ဘာလုပ်မယ်ဆိုတာ မသိကြောင်းဒါကြောင့်နိုင်ငံတကာအနုမြူစွန့်ရင်အေဂျင်စီ IAEA ကဇာပိုရီးရှားနျူကလ িয়ার ကိစ္စနဲ့ပတ်သက်ပြီးဂျားတွေကလည်းဝင်ရောက်ဆောင်ရွက်ပေးဖို့ဆိုပြီးတော့ဇီလန်စကီးကတောင်းဆိုလိုက်တာပဲဖြစ်ပါတယ်လက်ရှိမှာတော့ဇီလန်စကီးဟာရုရှားကိုဆက်တိုက်ဆိုသလိုတိုက်ခိုက်မှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်ခရမလင်ကတော့ ပြီးခဲ့တဲ့တူရကီမှာလောက်ခဲ့တဲ့အစည်းအဝေးမှာယူကရိန်းနေနဲ့စစ်အာကန်တပီနယ်မြေတွေစွန့်ရင်တော့စစ်ပွဲရပ်ပေးမယ်ဆိုပြီးတော့ရုရှားသမ္မတပူတင်ကသူ့ရဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုပြောသွားပါတယ်။ဒါနဲ့ပတ်သက်ပြီးဇီလန်စကီးကလုံးဝလက်ခံခြင်းမရှိဘူးလို့ဆိုပါတယ်။လလောဆယ်ဒုတိယကြော့ဆွေးနွေးပွဲမှာလည်းအကျဉ်းသားတွေဒဏ်ရစစ်သည်တွေကိုပဲအပြန်အလှန်လဲလှယ်သွားဖို့ရှိတယ်ဖြစ်ပါတယ်။စစ်တပ်ကိုလည်းအပြောင်းအလဲရုပ်ချီးလုပ်နေပြီး ီထက်ပိုပြီးတော့ရုရှားကိုပြင်းပြင်းထန်ထန်ထိုးနှက်တိုက်ခိုက်မယ်ဆိုပြီးတော့ဇီလန်စကီးကကြေညာထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ရုရှားချင်းချောက်မှုကနေကာကွယ်မဲ့ကာကွယ်ရေးမဟာဗျူဟာကိုပြတင်းကလည်းထုတ်ပြန်လိုက်ပါတယ်။ညူစကလီးယားစွန့်ရင်တုံးရင်ကုန်သင်းမောစစ်နှစင်းအထိတိဆောက်ဖို့ပြတင်းကစီစဉ်နေပါတယ်။ဝန်ကြီးချုပ်စာကီယာစတောင်းမဆိုးရဖွဲ့က2024ဇူလိုင်လနောက်ပိုင်းပြည်တိန်ရဲ့ကာကွယ်ရေးဆိုင်ရာမဟာဗျူဟာပြန်လည်သုံးသပ်လျက်ရှိပါတယ် ပြည်တင်ဆိုးရဟာရုရှားရဲ့ချင်းချောက်မှုကိုတံပြန်နိုင်မဲ့အစီအမံတွေတင်းနှင်းလာနေတာထုတ်ပြန်ပါတယ်။အစီအမံထဲမှာရန်ပုံဝင်အစီအစဉ်တစ်ခုမှာ Starlink မောင်း15ဘီလီယံယင်းနှိမ့်နေရင်းနဲ့နျူကလ িয়ার စွမ်းရည်တော်ရင်ငုံသင်းမောင်း12ဆင့်အထိတိုးချဲ့တည်ဆောက်ရေးပါဝင်ပါတယ်။စစ်သင်းမောင်းတွေရင်ငုံသင်းမောင်းတွေနဲ့အလိုလျောက်အရင်ရင်နဲ့ဖြန့်ကျက်မဲ့ရေတပ်တစ်ခုဖွဲ့စည်းဖို့အမြဲတမ်းတပ်ဖွဲ့ဝင်ရေအတွက်တိုးမြှင့်ဖို့လည်းပြည်တင်ဆိုးရကစီစဉ်နေပါတယ်။ကျွန်တော်တို့ဟာဥရောပတိုင်းမှာစစ်ပွဲနျူကလ িয়ার အန္တရာယ်တွေနေ့စဉ်စိုက်ပါတိုက်ခိုက်မှုတွေ ရေပိုင်နယ်တွင်ရုရှားရဲ့ကြီးကြပ်မှုနဲ့ဝေဟင်းချင်းချောက်မှုတွေရင်ဆိုင်နေရပါတယ်ချင်းချောက်မှုတွေကိုဟန်တားနိုင်မဲ့အထူးရောက်သောနီလန်ကတော့ဖြစ်တင်ကအင်အားကနေတစဉ်ငင်းချင်းလှုပ်ဆောင်ခြင်းအသင့်ဖြစ်ရပြတ်တော့ဖို့ဖြစ်တယ်လို့ဆာကီယာစတာမာကပြောပါတယ်တစ်ဖက်ကအဖွဲ့အစည်းနဲ့ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကိုယ့်ဘက်ကလည်းအင်အားရှိဖို့လိုလိမ့်မယ်လို့ကီယာစတာမာကပြောပါတယ်အခုအစီအမံရဗြိတိန်ဆွေးရရဲ့ကာဝေးဘတ်ဂျက်ကို GDP ရဲ့300ခန့်လုံးသုံးဆွဲရည်ရှိမှတ်ချက်ဟာ2030ပြည့်နှစ်မှာ ပြည့်မီမယ်လို့သိရပါတယ်တိုက်ခန့်ပါတီတွေကပြည်ထောင်စုရအစီအမံတွေဝေဖန်ခဲ့ပြီးအစည်းအဝေးတွေကိုဘလို့ငွေကြေးထောက်ပံ့မယ်ဆိုတာမရှင်းလင်းဘူးလို့ဆိုပါတယ်ယူကရိန်းစစ်ပွဲအတွင်းမှာမြောက်ကိုရီးယားပါဝင်နေတာကိုတားဆီးပေးဖို့တရုတ်ကလည်းပြည်သက်သမ္မတကအကူအညီတောင်းတယ်လို့ဆိုပါတယ်ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်အတွင်းမြောက်ကိုရီးယားပါဝင်တက်ခနေတာတားဆီးဖို့တရုတ်စုရကပုံမှန်လုံဆောင်ခြင်းမရှိရင်နေတိုးအနေနဲ့ အာရှမှာထစ်တဲ့ဝင်ပါဝင်လာနိုင်ကြောင်းပြည်သူ့သမ္မတမက်ခရွန်ကတရုတ်ကိုသတိပေးလိုက်ပါတယ်။ယူကရိန်းမှာမြောက်ကိုရီးယားတွေပါဝင်လာဟာမိမိတို့အားလုံးအတွက်မေးခွန်းထောက်ရမယ့်ကိစ္စကြီးဖြစ်နေပြီ။တရုတ်အနေနဲ့နေတိုးအဖွဲ့ကိုအရှိတောင်အာရှမှာဝင်မပါစေခြင်းဘူးဆိုရင်တော့ဥရောပမြေမှာမြောက်ကိုရီးယားပါဝင်တက်ခနေတာတားဆီးတင်တယ်လို့မက်ခရွန်ကပြောပါတယ်။နေတိုးအဖွဲ့အနေနဲ့အာရှထိခြေမဆန့်တဲ့ကြောင်းပြည်သူ့ကကာလာရှီပြောဆိုခဲ့ပြီး 2023ဂျပန်မှာနီတိုးဆက်ဆံရေးယုံဖွဲ့လက်မှတ်ကိစ္စတောက်စီးတဲ့လှုပ်ရှားမှုကိုပြင်သစ်ကပဲဦးဆောင်ပါတယ်။ကျွန်တော်တို့အနေနဲ့ချားနိုင်ငံတစ်ခုရဲ့မဟာဗျူဟာမြောက်အင်အားပြိုင်ဆိုင်မှုမှာဝင်ပါတဲ့ကိစ္စပေါ်အယုံကြည်မရှိလို့အာရှမှာနီတိုးဖွဲ့ပါဝင်လာမဲ့ရေကိုကန့်ကွက်ခဲ့တာဖြစ်ပါတယ်လို့ပြင်သစ်ကပြောပါတယ်။ပြင်သစ်အနေနဲ့သူတို့ရည်တည်ချက်ကိုပြန်သုံးသပ်သွားနိုင်ကြောင်းအရေးမှုပြောပါတယ်။တရုတ်ကတော့ဒါကိုချင်းချောက်မှုဖြစ်ယူဆပါတယ်။ နောက်ကိုရီးယားတက်တီဟာရုရှားနဲ့နှစ်နိုင်ငံစီရေးသဘောတူညီချက်အရယူကရိန်းပေါ်ရုရှားရဲ့ကျူးကျော်စစ်ကိုထောက်ခံခဲ့ပါတယ်ရုရှားနောက်တောင်ပိုင်းကတ်စ်ဒေသမှာယူကရိန်းတပ်ဖွဲ့တွေကိုတိုက်ထုတ်ဖို့ရုရှားဟာမြောက်ကိုရီးယားစစ်သည်တွေတုံးခဲ့ပါတယ်မက်ခရွန်ကတော့သူ့ရဲ့အာရှခီစဉ်တွေဒီလိုပြောခဲ့တာပါ VN နဲ့အင်ဒိုနီးရှားကိုလည်းတွားခဲ့ပြီးအဲ့ဒီနိုင်ငံတွေနဲ့ပြင်သစ်ကြားကာကွယ်ရေးဆိုင်ရာမိတ်ဘက်စာချုပ်တွေအများအပြားလက်မှတ်ထိုးပါတယ်မက်ခရွန်ရဲ့အာရှခီစဉ်ဟာစင်ကာပူမှာဆုံးသက်ခဲ့ပါတယ် လော်ခရာကဘာတော်မှာခေါင်းဆောင်တွေနဲ့ကာကွယ်ဝန်ကြီးတွေတက်ရောက်တဲ့မဟာဗျူဟာလေ့လာရေးနိုင်ငံတကာအင်စတီကျူရဲ့ရှန်ဂီလာဆင်းနုပ်ဘက်မှာမိန်ကွန်းပြောဖို့လဲဖိတ်ကြားခံရပါလေပြင်းထန်တဲ့ဟာနျူကလ িয়ার ပြန်ပွားမှုအန္တရာယ်နဲ့ဒုတိယကဘာစစ်ပီးထူထောင်ထားတဲ့ကဘာစီမင်းပြိုလဲသွားနိုင်တဲ့အန္တရာယ်တွေနဲ့ပတ်သက်ပြီးတတိပေးခဲ့ပါလေအာရှနိုင်ငံတွေအနေနဲ့အမေရိကန်နဲ့တရုတ်ကြားတီးကြလွတ်လပ်စွာယက်တီဖို့ပြင်သစ်ကတိုက်တွန်းပါတယ်ပြင်သစ်ဟာမဟာဗျူဟာလွတ်လပ်ခွင့်နဲ့ချုပ်ချံအာဏာလွတ်လပ်ခွင့်ကို အားပေးထောက်ခံပါတယ်ကျွန်တော်တို့အနေနဲ့ဥရောပနဲ့အင်ဒိုပစိဖိတ်ဒေသမှာဒီကိစ္စကိုပဲအားပေးမြင့်တင်သွားမှာဘာလို့မက်ခရွန်ကဆိုပါတယ်နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်ရိုမေးနီးယားနိုင်ငံမှာရေကြီးမှုကြောင့်ဥရောပရဲ့အကြီးဆုံးစားတက်ကြီးပျောက်ကွယ်နိုင်တယ်ဆိုပါတယ်ရိုမေးနီးယားနိုင်ငံမှာပြင်းထန်တဲ့ရေကြီးမှုတွေကြောင့်ဥရောပတည်းရဲ့အကြီးဆုံးစားတိုက်တွေကတခုဖြစ်တဲ့ပရာဟောစာမိုင်းပျောက်ပြယ်ရတော့မယ်အန်ဒီယန်နဲ့ဂျုံလေးရပါလေ ဟာဂီဒါခိုင်မှာရှိတဲ့အဲ့ဒီစောင်းပိုင်းမှာနှစ်စဉ်ကဘာလက်ခေးသွားတန်းဝက်လောက်ကိုဆွဲဆောင်နိုင်တဲ့စားကြောက်ကိုထွင်ထူတာနဲ့ဖျားရှိကိုကြောင်းကဘာပထမဆုံးစွန်စားခန်းကစားကွင်းပါဝင်ထူးထူးခြားခြားစားနဲ့အလှဆင်ဖန်တီးတဲ့ပြခန်းတွေရှိတဲ့နေရာမှာနှစ်30အတွင်းရိုမေးနီးယားမှာဖြစ်ခဲ့တဲ့အဆိုးဝါးဆုံးရည်ကြီးမှုကြောင့်စားမိုင်းနီးနားမှာရှိတဲ့ချောင်းတွေမြင့်တက်လာပြီးစားမိုင်းတွေရဲ့ဒစိတပိုင်းရေရှမ်းလာတယ်လို့ဆိုပါတယ်ဒါကြောင့်စားမိုင်းကိုလည်းပိတ်ထားပါတယ် မြေအောက်120မီတာနက်မှာတည်ရှိတဲ့စွန်စားခန့်ကစားကွက်နဲ့တခြားအဆောက်အုံတွေကိုထိခတ်နိုင်မယ့်အနေရလည်းရှိနေတော့အာနာပိုင်းတွေဟာရေလွှမ်းမှုမှုကိုထိန်းချုပ်ဖို့ကြိုးပမ်းပြီးစားမိုင်းထိခတ်နိုင်မှုရှော့ချဖို့လှုံ့ဆော်နေပါတယ်။ဇွန်3ရက်နေ့မှာတော့အာနာပိုင်းတွေဟာစားမိုင်းတွင်ရေရှမ်းမှုအထက်မဖြစ်အောင်ချောင်းကိုရေလန်းချောင်းပြောင်းပေးခဲ့ပါတယ်။အခုလက်ရှိရေကြီးမှုကြောင့်ဆယ်စုနှစ်များစွာစားတွင်တစ်ပိုင်းမှာဗဟိုပြုပြီးခီးသွွားလုပ်ငန်းမှီခိုအားထားနေရတဲ့ပရမျိုးမဒေသခံတွေရဲ့အတမွေးဝမ်းကြောင်းမှုနဲ့ ခီးသွားလုပ်ငန်းကတော့ထိခိုက်ပျက်စီးနိုင်ခြင်းရှိနေပြီဖြစ်ပါလေ။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အနောက်ဘက်ကန်ကိုလုံးဝဝင်ခွင့်မပြုတာဟာအစ္စရေးရဲ့အစွန်းရောက်ဝါဒဖြစ်ကြောင်းဆော်ဒီကဝေဖန်ပါတယ်။တိမ်ပိုက်ခံရတဲ့ဂျော်ဒန်မြစ်အနောက်ဘက်ကန်ကိုအာရဝန်ဂျီရီရဲ့ကိုယ်စားလှယ်ဖွဲ့ကိုဝင်ခွင့်မပြုဖို့အစ္စရေးကအဆုံးဖြတ်တာဟာအဆုံးရောက်ဝါဒဖြစ်ပြီးငင်းချင်းရေးကိုငင်းပယ်လိုက်တာလို့ဆော်ဒီရဲ့နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထားတဲ့မင်းသား50ကပြောပါတယ် နောက်ဘက်ကန်ရှိယမလာမြို့မှာပါလက်စတိုင်းသမ္မတမာမိုအဘတ်စ်နဲ့တွေ့ဖို့အာရဝန်ကြီးဖွဲ့စည်းစီမီနောက်ဂျော်ဒန်၊အီဂျစ်နဲ့ဘာရိန်းနိုင်ငံတို့မှာတာဝန်ရှိသူတွေနဲ့တူဂျော်ဒန်နိုင်ငံအမ်မာမြို့မှာသတင်းစာရှင်းပွဲပြုလုပ်တော့ sorry ဘက်ကအဲ့ဒီလိုပြောခဲ့တာပါနောက်ဘက်ကန်ကိုသွားဖို့ကျွန်တော်တို့ဝန်ကြီးဖွဲ့ကော်မတီရဲ့ခီးစဉ်ကိုအစ္စရေးကဝန်ခွင့်မပေးခဲ့ပါဘူးဒါဟာအစ္စရေးအနေနဲ့ဆွံ့ရောက်လာတာကျင့်သုံးတာပါငြိမ်းချမ်းလမ်းကြောင်းအတွက်တီလင်းညင်းလိုက်တာပါသူတို့ဒီလိုညင်းပယ်မှုဟာနိုင်ငံကအတိုင်းဝိုင်းမှာ ကျွန်တော်တို့ RN နိုင်ငံရဲ့ကြိုးပမ်းလိုတဲ့စိတ်ဆန္ဒကိုနှစ်ဆလောက်ပူအားကောင်းစေပါတယ်လို့ Sorry နိုင်ငံရဲ့ဝန်ကြီးမင်းသားဖိုင်ဆယ်ကပြောပါတယ်။ကြောတဲ့ Egypt Sorry ကာတာနဲ့ Arab စော်ဘောင်းများပြည်တော်စု UAE တို့မှဝန်ကြီးတွေတက်ဖို့စီစဉ်ထားတယ်။အစည်းအဝေးအတွက်အနောက်ဘက်ကံကို လုံးဝဝန်ခွင့်မပြုနိုင်ဘူးလို့ Israel ကပြောခဲ့ပါတယ်။စော်ဒီဝန်ကြီးမင်းသားဖိုင်ဆယ်ရဲ့နောက်ဘက်ကန်ခီးစဉ်ဟာအကြာသေးမီကာလအထိစော်ဒီဆိုးရထိတ်တန်းတာဝန်ရှိသူတို့ရဲ့ပထမဆုံးခီးစဉ်ပါ ပါလက်စတိုင်းနိုင်ငံထူထောင်မှုဂျိုးပန်းချက်တွေဆွနွေရေးအတွက်အာရဝန်ကြီးတွေဟာခုလိုမိမိတို့အပေါ်ရန်စားတဲ့အစည်းအဝေးကိုတက်ရောက်ဖို့ရည်ရွယ်ခဲ့တာဖြစ်တယ်လို့အစ္စရေးအစိုးရအရာရှိတို့ကပြောကြားကြောင်းရိုက်တာမှာဖော်ပြပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။တက်စီအတွက်ငွေမကုန်တော့ပဲလေကနေတက်စီထုတ်လုပ်နိုင်တဲ့စက်ကိုတီထွင်လာတယ်လို့ဖြစ်ပါတယ်။လက်ရှိကမ္ဘာပေါ်မှာရုပ်ကျွင်းလောင်စာတွေပုံပြီးခုံမှုနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုတွေဟာတနည်းနဲ့တနည်းများလာပါတယ်။ကြီးမားတဲ့ဓာတ်လူလောင်စာစီစေယုံကြီးတွေကလည်းထွက်တဲ့ ကာဗွန်ထုတ်လွှတ်မှုတည်ယူပူဆောင်လုပ်ငန်းတွေကြောင့်ဖြစ်တဲ့လေတွညဉ့်ဉျံမှု ပြီးတော့ဓာတ်ဆီအများစု ပါဝင်တက်တဲ့ဆာလဖာအီသနောနဲ့သတ္ထုလေတွေလိုကျန်းမာရေးနဲ့သဘောပေါက်ခြင်းထိခိုက်စေတဲ့အရာတွေကကဘာကြီးနဲ့လူသားတွေအတွက်စဉ်ဆက်မပြတ်စိုးရိမ်စရာအကြောင်းအရာတွေဖြစ်ပါတယ်။ဒါ့အပြင်ခြေကံဆောင်အပြောင်းလဲကြီးကြီးမားမားပြုလုပ်လို့တည်တဲ့လုပ်ငန်းတွေအတွက်ရုပ်ကျွင်းလောင်စာတော့မပြုတ်တဲ့လောင်စာစီတန်တန်ကိုလက်လန်းမိဖို့လည်းခက်ခဲနေပါတယ်။ဒီလိုရှုပ်ထွေးလာတဲ့စိန်ခေါ်မှုတွေကိုဖြည့်ရှင်းနိုင်မှုနယူးယောက်ခြေဆိုင် Aircell company ကထူးခြားစံသစ်တဲ့နည်းပညာကိုမိတ်ဆက်လိုက်ပါတယ်။သူတို့တီထွင်လိုက်တာကလေထုတွေကနေတန့်စင်ပြီးကာဗွန်ကင်းလွတ်တဲ့ဓာတ်စီကိုဓာတ်ရိုက်ထုတ်လုပ်ပေးနိုင်ပြီးရေကဲတက်တာအရွယ်စားလောက်ရှိတဲ့စက်ငယ်လေးပါ။ဒီစက်ရဲ့လှုပ်ဆောင်ပုံကစိတ်ဝင်စားစရာပါ။လေထုတွေမှာပြန့်နေတဲ့ကာဗွန်ဒိုင်အောက်ဆိုက် CO2 တွေကိုဓာတ်ရိုက်ဖန်ယူပါတယ်။ပြီးတော့နေရောင်ကြီးလေစွမ်းအင်ကိုတုံးပြီးတော့ရေကနေထုတ်ယူတဲ့ဟိုက်ဒရိုဂျင်တုံးနဲ့ပေါင်းပြီး လောင်စာစီဖြစ်ပြောင်းလိုက်တာပါဒီနီလန်နဲ့ထုတ်လွှဲတက်စီဟာအလွန်တန့်ပါတယ်ဆာလဘာအီဒနောနဲ့တတ်ထုယောနောလုံးဝကင်စင်တဲ့အတွက်လက်ရှိသုံးနေတဲ့ဘလူးအင်ဂျင်မှမဆိုဒီလောင်စာစီစနစ်ကိုပြန်ပြုပြင်စရာမလိုပဲသုံးနိုင်ပါလိမ့်ဒါအပြင် Air Cell ရဲ့စနစ်ကသေးငယ်ပြီးအစိပ်ပိုင်းတွေကိုလိုအပ်တယ်လို့ဖြုတ်တတ်နိုင်တဲ့အတွက်နေရာချင်းချင်းမလိုပဲလိုတဲ့နေရာတိုင်းမှာတက်ဆင်ပြီးလောင်စာထုတ်နိုင်ပါလိမ့်ဒီအချက်ဟာကြီးမားတဲ့စက်ုံတွေလိုမဟုတ်ပဲ တည်ယူပို့ဆောင်ရေးကြောင့်ဖြစ်တဲ့ကာဗွန်ထုတ်လွှတ်မှုကိုလည်းတတိတသာရှော့ချပေးနိုင်မှာဖြစ်တယ်ဆိုပါတယ် Air Seller Company ကဒီလိုအကျိုးကျေးဇူးများပြီးပတ်ဝန်းကျင်အတွက်ထောက်ကူပြုနိုင်မဲ့စက်ကိုလာမယ့်2025စောင်းရာသီမှာစဖြန့်ဖို့ရည်ရထားပါတယ်ထို့သဖြင့်အခြေခံစောင်းဝင်တွေကိုအကြီးအကျယ်ပြောင်းလဲပြင်ဆင်ဖို့မလိုပဲရုပ်ကျွင်းလောင်စာပြင်ဆင်ပြီးတန်ရှင်းတဲ့လောင်စာတွေကိုအလိုရှိနေတဲ့စက်မှုလုပ်ငန်းတွေနဲ့စီးပွားလုပ်ငန်းတွေကိုအဓိကပြတ်မှတ်ထားဖြန့်ချီသွားပါမယ် ဒီတီထွင်မှုကလောင်စာစီပမာဏဘလောက်မြများထုတ်လုပ်နိုင်မလဲဆိုတာကတော့မေကွန်းထုတ်ဖွယ်ရှိနေပါတယ်